်ကြိမ်ကြောက်ကဆေးနေရတဲ့ဟိုယောဂခံစားနေရပေါ့တပတ်ကို2ကြိမ်ဆေးမှကျွန်တော်အသက်ဆက်နိုင်တယ်လို့ပြောပါဗျာဒီကြိမ်ကိုတသိန်းကျော်တသိန်းကျော်ကုန်မှကျွန်တော်ကြောက်ကဆေးနိုင်တာဆိုတော့နှစ်ကြာလာတော့ကျွန်တော်မတက်နိုင်တော့မတက်နိုင်တော့ကျွန်တော်စုဆောင်ထားတာတွေကျွန်တော်မိသားစုစုဆောင်ထားတာတွေကအကုန်လုံးဒီယောဂကုလို့ကုန်ခဲ့ပြီအဲဆိုကျွန်တော်မှအလူခံပြီးတော့ပဲအသက်ဆက် သက်ဆက်နိုင်တော့တယ်ဗျဒီရွေးလေးဆိုတော့သူများတို့သွားကောင်းရင်စားကောင်းရင်မသွားရမလားတဲ့ပြင်ဒီယောဂကြီးခံစားတော့အမေးရင်နဲ့မပြောပြတတ်တော့ဒီကပရိုက်ပရိုက်တာအကိုရမတွေကုညီပေးမှရမယ့်အခြေအနေဖြစ်နေကျွန်တော်ဘလောက်ခက်ခဲနေပါစေခုခက်ကအတူအောင်နေများတဲ့အတွက်အယုံကြည်မှုလည်းနည်းပါတယ်အဲ့တော့ဒီနေ့နေပြီးတော့ကျွန်တော်ကိုထုံးမင်းတို့ကိုကျွန်တော်ကျွန်တော်ကိုကုညီပေးပါလို့ကျွန်တော်ဒီကနေပြီးတော့ ဟိုကတောင်းဆိုပါတယ်ဗျကျွန်တော်အခုအသက်24နှစ်မှာကျွန်တော်တွေ့တွေ့ယောဂကြောင့်မို့ကြောက်ကက်ပြည့်စည်ပြီးတော့တစ်ပတ်နှစ်ကြိမ်ကြောက်ကက်စီးနေရတဲ့ဟိုယောဂခံစားနေရပေါ့တစ်ပတ်ကိုနှစ်ကြိမ်စီးမှကျွန်တော်အသက်ဆက်နိုင်တဲ့လူတစ်ယောက်ပဲဗျအခုအခုကြောက်ကက်စီးနေရဆိုရင်၃နှစ်ကြော်ခဲ့ပါပြီကျွန်တော်ဟိုပထမကြောက်ကက်စီးရတော့ဒီ11နှစ်နေစီးရပါတယ် အခုတော့ဒီ legacy နေရာလို့မို့တဲ့ legacy နေရာပါလေအခုတော့ကျွန်တော်ကျွန်တော်ငယ်စဉ်ခါမှာဒီတွေးတိုးနေတာကိုတွေးတိုးနေရာကိုစနေတကြမကူခဲ့တဲ့အတွက်ပေါ်ပေါ်တန်တန်နေခဲ့တာဘာမှဖြစ်တော့ပါဘူးဆိုပြီးနေခဲ့အဲဒါနေပြီးတော့ကြာတော့ဒီကျွန်တော်ကြောက်ကက်ကိုသွားထိရေပြနေလို့မကောင်းလို့ရှေးကန်သွားပြတဲ့အချိန်မှာကျွန်တော်ကြောက်ကက်ကတော့ပျက်စီးနေပြီ ကျော်ဆေးရတော့မဲ့အဆင်ကိုရောက်နေပြီဆေးမလည်းရတော့မှန်ဆိုပြီးတော့မဆေးခဲ့ရတာပါဗျဟုတ်၃နှစ်သားဆိုတော့ကျွန်တော်နှစ်နှစ်လောက်တော့ကိုယ့်ရဲ့ပတ်စံနဲ့ကိုဆေးခဲ့ဆေးနိုင်တယ်ဗျနှစ်နှစ်ကျော်လာတော့တပတ်ကို၂ချိန်ဆေးရတယ်တစ်ချိန်ကိုတသိန်းကျော်တသိန်းကျော်ကုန်မှကျွန်တော်ကြောက်ကဆေးနိုင်တာဆိုတော့နှစ်ကြာလာတော့ကျွန်တော် မတက်နိုင်တော့မတက်နိုင်တော့ဒီကြောက်ကဆေးတဲ့တန်ငယ်ချင်းမိတ်ဆွေတွေကဒီလိုဒီလိုလူခံရတဲ့လူခံမှာ ဒီယောဂရှေ့ဆက်ပြီးလက်ရှင်လိုက်မှာဆိုပြီးကျွန်တော်တို့မှလည်းဒီနှစ်နှစ်တာကာလမှာကျွန်တော်ဆေးရုံတက်ရတဲ့ဆေးရုံအရေးပေါ်တက်ရတဲ့အချိန်ကြီးတွေအတွက်ကလည်းများတယ်ဆိုတော့ကျွန်တော်စုဆောင်ထားတာတွေကျွန်တော်မိသားစုစုဆောင်ထားတာတွေကအကုန်လုံးဒီယောဂကုလို့ကုန်ခဲ့ပြီအဲဆိုကျွန်တော်မှလူခံပြီးတော့ပဲအသက်ဆက်အသက်ဆက်နိုင်တော့တယ်ဗျနာကျင်နာတွေ့တော့ဗောသမီးရဲ့ငငယ်ရွယ်လေးနဲ့ဒီလိုဆိုတော့မိတို့လည်းမိသားစုတတ်နိုင်တဲ့လောက် အကုန်တိုင်းလို့ဝိုင်းလို့ ဒီခြေနေရောက်တယ်ဖုံကြီးကူကြီးတောင်းပြီးတော့မြီးလေးနဲ့ဒီမှာလိုက်နေပြီးတော့အမေနဲ့မြီးလေးနဲ့ဒီလိုယုံကတာအဲကြအမေကြီးကတော့အလူရှင်လေးပေါ်ပါစေမြီးလေးကိုထောက်ပါမယ့်လူတွေ့ပါစေအလူပဲဆူတောင်းနေရတာပါဒီရွယ်လေးကိုသွားကောင်းရင်စားကောင်းရင်သူများလို့မသွားနိုင်မလားနိုင်ပေါ်ပါဆိုတော့သူရှိတဲ့ဟာလုံးနေရတာမီးတော့တည့်ရမှစိတ်မချမ်းသာဘူးပေါ့အဲ့လိုပါအဲ့တော့အမေကြီးကပဲယုံကနေရတာအမေဖေးကလည်းသူ့ကိုလို့သူ့စိတ်ကကုန်ပြီး အဲ့ကြသူတို့ဟာသူတို့လှုပ်စားနမကြီးရဲ့ဒီမှာလာပြီးတော့ဘုံကြီးနဲ့အကူကြီးနဲ့ကိုရရွာဆွေမျိုးနဲ့မေကြီးမျက်နှာနဲ့စောင့်ရှောက်တော့သူတဲရလေးလှုပ်ကိုင်းကြွေးပေါ့လေအဲ့လိုလေးစောင့်ရှောက်နေတာချိန်နေရတော့အမြဲတမ်းမှာပဲအမေကြီးကအနီးကပ်လေအမြဲတည်းစီဆိုတော့သို့သောဝါဝါဖြစ်တဲ့ချိန်ကျရင်အမေကြီးဘာတောင်မှဒုက္ခဖြစ်မဲ့အပိုင်းတွေရှိပါတယ်အဲ့လိုလေးကိုမေကြီးဘာတဆင်ကိုကိုရတဲ့အပိုင်းတွေကိုရှိတယ် သူကလေငါကြက်လို့ရှင်ဟောပြီးတော့အရေးပေါ်ဘာညာဖြစ်စေညူကိုပြရတဲ့သတိတူပါတိလစ်တယ်လစ်တဲ့ခါကျမေးရလေလေးရိုက်ပြီးတော့လူကြီးဆိုတော့သတိတူပါတိမေးကြီးပါလစ်တယ်လေအဲကြမကူငင်းတဲ့ခါကျဖုန်းကြီးကနေပြီးတော့ဒီခန်းကိုမေးကြီးတို့မိဖို့ကိုပေးထားတာသူကိုယ်တိုင်ကလည်းစောက်ရှောက်ကျွေးမွေးထားတာနေရလာမယ်ဆိုလည်းမိတို့ကမလာနိုင်ဘူးအဲ့တော့မေးကြီးကတော့အမြဲတမ်းမေတ္တာပို့ရတဲ့ဖခင်ရှိခိုးတိုင်းအကူကြီးပေါ်ပါစေကလေးလေးအသက်ဆက်ရှင်နိုင်ပါစေ ဒီရွေလေးဆိုတော့သူများလို့သွားကောင်းရင်စားကောင်းရင်မသွားရမလားတဲ့ပြင်ဒီယောဂကြီးခံရတော့အမေးရင်နဲ့မပြောပြတတ်ဘူးကိုမင်းကကိုမျက်စိရှိရင်တခုခုဖြစ်သွားမှကြောက်လာမယ်ကြောက်တာပေါ့ကဲကြောက်တာတွေးတော့မတွေးရပါဘူးပတ်စံလည်းမတတ်နိုင်တော့တစ်ဘက်နဲ့တစ်ဘက်ကဟိုမိဘလည်းမပြောချင်တော့ဘူးပေါ့လေမစေးနိုင်လေခန္ဓာကိုယ်ကြီးဖောင်းပြီးတော့မောလာလေဒီလိုမဟုတ်တပင်မို့တဲ့နီးထောင်ပဲကြည့်ရကဲဒီလိုအဲ့လိုရှင်ခေါင်းကြီးနဲ့အောက်ကြီးရောအဲ့လိုနေရလူအမြင်မခံဘူး ူအဲ့လိုမျိုးအဲ့လိုဖောင်းလာလေမောလာလေဆိုတော့ကြာတော့ကျွန်တော်မစေးနိုင်ဒီမောတဲ့တိုင်ကြီးမခံနိုင်တော့အဲ့လက်အကြောတွေပါဓာတ်ရည်နဲ့တလူကြီးဖြတ်ပြီးပြီးတော့အဲ့လိုနေနေနေတာတော်ရင်မတွေတွေ့လို့မျိုးဆေးရုံနေတင်ရဒီနားလည်းနေရတာကလည်းဖုန်ကြီးတိုင်ဝိုင်းဆိုတော့လေကောင်းရှာကြတယ်ဒီတစ်ပတ်ဆင်းရဲရှိတာတခါလေးပြည့်စုံလားမပြည့်စုံဘဝဆုံးပြည့်စုံတော့ကျွန်တော်ကကျွန်တော်ဒီကနေတောင်းဆိုနေတာတော့ကျွန်တော်ဟို ဒီတိုင်းကြောက်ကက်ဆေးပြီးတော့လေဒီတိုင်းကြောက်ကက်ဆေးပြီးတော့ကျွန်တော်ကြာကြာကြီးမနေနိုင်ပါဘူးအခုကြောက်ကက်ဆေးရရဲ့နောက်ဆက်တွဲဆိုကြကျွန်တော်ဒီနှလုံးနေထိရဲ့ဗျနှလုံးနေညတိုင်းဆိုရင်ဒီဘက်ကိုစောင်းယူမအိပ်နိုင်အောင့်နေတာကြီးရဲ့ဟိုနည်းနည်းလေး10မိနစ်9မိနစ်လောက်ကြာလိုက်တာဒီဘက်စောင်းအိပ်လို့မရတော့အောင့်လိုက်အဲကြောက်ကက်လဲမှာပဲဒီနေရာတွေကကြောက်ကက်ဆေးရတာတွေရောဒီဝေနာတွေရောတက်တာဟိုအဲ့တော့ကျွန်တော်ကြောက်ကက်ဆေးဖို့လေအလူခံပါတယ်အလူခံကျွန်တော်ရဲ့ဟို TikTok account နဲ့ Facebook account နဲ့လည်းကျွန်တော်အတူခံပြီးလုပ်နေရရှိပါတယ်။ဒါပေမဲ့ဟိုပရဟိတအကိုတွေအမတွေကျွန်တော်ဟိုဘယ်လိုပြောပရဟိတအကိုတွေအမတွေကူညီပေးမှရမယ့်အခြေအနေဖြစ်နေကျွန်တော်ဘလောက်ခက်ခဲနေပါစေဟိုခုခေတ်ကအတူအရောင်တွေများတဲ့အတွက်အယုံကြည်မှုလည်းနည်းပါတယ်။အဲတော့ဒီနေ့နေပြီးတော့ကျွန်တော်ကိုထွန်းမင်းတို့ကိုကျွန်တော်ကျွန်တော်ကိုကူညီပေးပါလို့ကျွန်တော်ဒီကနေပြီးတော့ဟိုဟာ တောင်းဆိုပါတယ်ဗျာကျွန်တော်တို့ကညောမယ်ဆိုရင်ကြောက်ကတစ်ချိန်ဆင်းရင်တသိန်းကျော်ရတယ်တသိန်းကျော်တော့ကျွန်တော်တို့ကဝင်ငွေမရှိဘူးဝင်ငွေမရှိရကြောက်ကဆင်းနေရတော့လုပ်ငန်းကလည်းမလုပ်နိုင်ဘူးအဲဒါဝင်ငွေမရှိတော့တသိန်းကျော်ဝင်ပြန်လို့ကျွန်တော်တို့၅ဆောင်ဆိုရင်လည်းကျွန်တော်တို့ကမဆင်းနိုင်ဘူးကိုကိုရက်ကိုထားနေလည်းမဟုတ်ဘူးလုပ်ငန်းကိုင်ကန်လည်းမလုပ်နိုင်တော့ဒီအသက်ဆက်ရှိကူပြီးအသက်ဆက်ဖို့ကလူရှင်လူလိုပဲခုချိန်ထိအသက်ဆက်နေနေတာဗျာ အဲကြောင့်လည်းကျွန်တော်တို့80လူခန်းသွားပေါအောင်ပြေးပေါအောင်လည်းအကူအညီတောင်းခံပါရစေ။ Travel Sea ကအခုမန္တလေးမှာဆိုရင်ဂျမဆူမှာဆေးရဗျ။ဂျမဆူဆေးရုံမှာဟိုဂျမဆူဆေးရုံမှာဆေးတယ်။တကြိမ်ဆေးရင်800ကျတယ်ဗျ။ Travel Sea ကဒီတန်းကို800တခြားလမောင်းထိုးဆေးတွေလိုအပ်တဲ့တောက်ဆေးတွေဆိုရင်တကြိမ်ကို3000ကျော်ပါတယ်။ဆိုတော့တစ်လကို8ကြိမ်ဆေးရဆိုတော့ဟို တလတလအကုန်ကြစေက10တိန်းကျော်ရယ်ကျွန်တော်တို့လုံးဝမတက်နိုင်ပါဘူးပြအဲကြောင့်မို့အခုလိုပဲအကူညီတောင်းရတာပါခါတလေးကြရက်ကျော်တဲ့အခါကျတော့အခက်ခဲတွေဖြစ်တာပေါ့နော်အခုကအကြတော့ပြင်မပါမစနေနည်းနည်းလေးရက်ကျော်တဲ့အခါကျတော့ကျွန်တော်ဘိုက်ကလည်းဖောင်းလာပြီဆိုရင်မနေနိုင်တော့ဒီအောက်ဆီဂျင်နဲ့ညတိုင်းဆိုရင်ဒီတိုင်းမအိတ်နိုင်အောက်ဆီဂျင်ဆက်ဖွင့်အဲအဲမီးမလာတဲ့ရက်တွေဆိုရင်ပို့ပြီးတော့ဆိုဒုက္ခရောက် ကျွန်တော်ရေးဒီပါတဲ့ရက်ကိုကန်အဝီရဲ့စိတ်တွေနဲ့ပူးနေတာပူးနေတော့တဲ့ရက်ကိုရေ6ခါ9ခါလောက်ထချိုးရတယ်။အလူရှင်လေးပေါ်လို့ကြောက်ခတ်ကူလေးရသူ့နေသားထိုင်သားလေးမြန်ရင်ကိုမြကျရှင်းတတ်ပါတယ်။မီးအသက်ရှင်ပြီးရတော့သူ့သမီးမငါဆေးရဟုတ်ပေါ့အဲ့လိုပေါ့ကျွန်တော်တငယ်ချင်းတွေလာရင်ကိုကျွန်တော်ထွက်မတွေ့တော့ဘူး။တခါဒီပုံနေရင်ရှင်းမအမေကြီးကျွန်တော်မရှိဘူးပြောလိုက်အဲ့လိုအဲ့လိုမျိုးနေကျွန်တော်ပြီးတော့ အပြင်သွားရဆိုရင်ကျွန်တော်လူရွယ်လူတွေသွားလာလောက်ကမ်းနေကြရတွင်ကျွန်တော်ဘာမှမလုပ်နိုင်တဲ့အတွက်အမြဲတမ်းပေါ့ကိုယ်နဲ့ရွယ်လူတွေတွေ့တိုင်းအားငယ်ရတယ်သူကြွေးချင်းသိပေါက်တာပဲကျွန်တော်နဲ့ရွယ်လူတွေဒီလိုလှုပ်ကြွေးမိဘကိုလှုပ်ကြွေးမိဘနဲ့သားသမီးဝင်နေနေရမြင်ရတော့ကျွန်တော်နောက်ပိုင်းစဉ်းစားမိတယ်ကျွန်တော်မိဘကိုမလှုပ်ကြွေးနိုင်ရင်မိဘစီကမတောင်းရအောင်ပဲဟိုတကယ်မဆေးနိုင်ရင်တော့မှမဆေးဘဲနဲ့ တချိန်ပြင်းတချိန်ကြော်လိုက်နိုင်အောင်နေမယ်ဆိုပြီးတော့အစတော့ကဆာဆင်ရှင်မိနေရာကြီးရှိရမိဘကိုလည်းအပူတွေထပ်မပေးချင်တော့အဲကြောင့်မို့ကျွန်တော်ဟိုအရာရာအကုန်ဆင်ကျင်နေပြဆင်ကျင်ခြင်းအဖြစ်မိဘကိုပြန်ကူညီတော့ပြီးတော့ကျွန်တော်ကြောက်ကက်စားထိုးရင်းတယ်ကြောက်ကက်စားထိုးပြီးတော့လူကောင်းလူကောင်းဘက်မှာပြန်ဖြစ်ရှင်တယ်ကျွန်တော်အသက်29ပဲရှိကြဆိုတော့ စားထုတ်ကြောက်ကက်စားထုတ်ပြီးတော့မိဘကိုပြန်ပြီးတော့လှုပ်ကျွေးခြင်းစိတ်တွေကျွန်တော်မှအများအားရှိပါတယ်ကျွန်တော်ရဲ့အဒီမိတ်ဆွေတွေလဲရတော့ဒီမှာမြန်မာနိုင်ငံနဲ့လဲတာတင်း600ဝန်းကျင်ကုန်တယ်လို့တော့ပြောတယ်ဗျဒီအခုခေတ်ကအစားတောက်နေထိုင်နေကြောင်းမို့အစားတောက်နေထိုင်နေရ ready made တွေအများများလာတယ်မစားတဲ့နိုင်ငံလဲစားလာတယ်ဒါကြောင့်မို့အခုကြောက်ကက်ဖြစ်နေတဲ့ကြောက်ကက်ဆေးနေရတဲ့ဆေးရုံတွေမှာလဲလူငယ်တွေအများများလာပါတယ်အဲကြောင့်မို့ ကျွန်တော်တို့လိုဒုက္ခမဖြစ်အောင်ကောင်းကောင်းမွန်မွန်လေးဟိုတဘောဝဖြစ်တဲ့ဟာလေးပဲစတော့ပြီးတော့ကောင်းကောင်းမွန်လေးချမ်းမာရေးကူဆိုင်ကြပါလို့ဒီကနေ့ပြဟိုပြောချင်ပါတယ်ဗျကျွန်တော်တို့ကကျွန်တော်ပရဟိတဟိုကုညီပေးတဲ့အကူရိမရေးလည်းကျွန်တော်မျက်မျက်ဆဆမရှိပါဘူးလာတိတ်ပြီးတော့လည်းမသိပါဘူးဒီလိုင်းပေါ်မှာဒီကိုထုံးမင်းကုညီပေးလို့မို့ဒီလိုလူကောင်းမမပြန်ဖြစ်သွားတဲ့လူတွေဟိုမိသားစု ကောင်းကောင်းမွန်မွန်ဖြစ်သွားတဲ့မိသားစုတွေဒုက္ခရောက်နေတာနေပြီးတော့အကုန်ပြေလည်သွားတဲ့ဟာတွေကိုမြင်ရတာဟိုကိုလည်းဒုက္ခရောက်နေတဲ့လူတယောက်မျိုးအားလည်းတက်ပါတယ်အကူအညီလည်းတောင်းရင်စိတ်အေးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်ကနေဘလို့ဆက်သွယ်ပြီးအကူအညီတောင်းရမလဲမသိပါဘူးအဲကြောင့်မို့ဒီကနေပဲကိုထုံးမင်းကိုကိုထုံးမင်းကိုအကူအညီတောင်းပါတယ်ဒီကနေကျွန်တော်ကိုကြောက်ကအစားထိုးနိုင်ရင်အကူအညီပေးပါလို့ကိုထုံးမင်းကိုအကူအညီတောင်းပါတယ်ဗျာ